လာရှိုးမျိုးထွက်ကနေတီဘောတီပြည်တော်စုလမ်းပိုင်းမှာနေရာယူထားတဲ့ကိုကန့်တက် MNDAA ကိုစုတ်ခွာဖို့ပြောလာတာကြောင့်စစ်တပ်နဲ့ကိုကန့်တက်တို့ကြားဆေးရည်တင်းမာနေတယ်လို့သိရပါဗျ။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကို တင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်တက်တက်ခိုင်ရဲ့အယူခံပယ်ချခံရတယ်လို့သိရပါဗျ။တနင်္သာရီတိုင်းက ထိုင်းမြန်မာကုန်သွယ်ရေးစခန်းရှိရာ မောတောင်မြို့ကို KN မျိုးသားစီယုံ KNU နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနိုဝင်ဘာလ14ရက်နေ့မှာတိမ့်ပိုက်ပြီးတဲ့နောက်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့မြို့ပဝန်းကျင်တဝိုက်ကို ပြန်တန်းစောင့်ကြည့်ခဲ့တယ်လို့မြေပြင်ခြေနေသိရှိသူကပြောပါတယ်။ဟောစီမှာပုံမှန်ဒါမှမဟုတ်ပြန်လာရင်လည်းလက်မတော်ရကြဘူး။ဘလုံးမဲမှာတိုင်းပြီးတော့လက်ခုပ်တီးပြီးအားပေးလိုက်ဒီကျင်းမှုပါလေဟိုကာယေဒီပြိုင်ပွဲတွေမှာဟိုကလှုပ်လိုက် ဒါလေးပဲเนาะခင်ဗျားတို့ကျွန်တော်တို့ပုံမှာဘာတန်ရောစိမ့်မှာမရှိဘူးအဲ့တော့ခေါင်းဆောင်ကကိုယ့်ပုံမှာတန်ရောစိမ့်မရှိလို့ရှိရင်ကိုကအဲ့ဒီလူတွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင် လာရှိုးမျိုးထွက်ကနေတီဘောတီပြည်တော်စုလမ်းပိုင်းမှာနေရာယူထားတဲ့ကိုကန့်တက် MNDAA ကိုစုတ်ခွာဖို့ပြောလာတာကြောင့်စစ်တပ်နဲ့ကိုကန့်တက်တို့ကြားဆေးရည်တင်းမာနေတယ်လို့သိရပါဗျ။ကိုကန့်တက်တွေရှိတဲ့ဟိုရကျေးရွာဘက်မှာဒီနေ့မနက်ပိုင်းကတနက်တန်တချို့စပီးကြားရတဲ့ကြောင်းလာရှိုးဒေတာခန်တို့ကပြောပြီးတိုက်ပွဲပြန်ဖြစ်လာမှာကိုစိုးရိမ်နေကြပါဗျ။မနေ့ကစပီးမြို့ထွက်လမ်းတွေကိုနှစ်ဖက်တပ်ဖွဲ့တွေကပိတ်ဆို့ခဲ့ပြီးဒီနေ့အထိ တီဘောဒတာမိုင်းရဲဟိုရာလန်းနဲ့နမ်လန်လန်းတွေကိုပိတ်ထားဆဲဖြစ်တယ်လို့ MNDA သတင်းအရေးမြစ်ကပြောပါရတယ်။တီဘောလန်းမှာကားဆိုင်ကအဝင်ထွက်တွေပိတ်ထားဆဲဖြစ်ပြီးလမ်းလျှောက်ဖြတ်သွားလို့တော့ရတယ်လို့တယ်ယူပို့ဆောင်ရေးလုပ်နေသူတူဦးကလူမှုကွန်ရက်မှာပြောထားပါရတယ်။နိုဝင်ဘာ17ရက်ကစပြီးလာရှိုးကစင်နဂေါဟိုတယ်မှာစစ်တပ်နဲ့ MNDA တို့တွေ့ဆုံထားတာတွေရှိပါရတယ်။အော်တိုဘတ်၁၉ရက်နေ့မှာစစ်တပ်ကတီဘောမြို့ကိုတောင်းတက် TNLC ကနေတင်ယူပြီး ပြည်တော်စုလမ်းရဲ့မန္တလေးတီဘောလမ်းပိုင်းကိုနေရာယူထားကကိုကန့်တက်ကနေတီဘောလာရှိုးလမ်းကိုထိန်းထားတာဖြစ်ပါတယ်။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကိုတင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်တက်တက်ခန့်ရဲ့အယူခံပယ်ချခံရတယ်လို့သိရပါတယ်။ရွေးကောက်ပွဲဝင်ဖို့စိတ်အားထက်သန်နေစေဖြစ်တဲ့ပါတီဥက္ကဋ္ဌရဲ့မျှော်လင့်ချက်ဟာ ြက်ပြဲသွားပြီဖြစ်ပါတယ်။ဒေါ်တက်တက်ခိုင်ဟာရွေးကောက်ပွဲဥပဒေပုံမှန်၈ကကြီးပါပြတန်းချက်နဲ့ညီဆွန်းလို့ဆိုပြီးအတီးပြုတ်လွတ်တော်ကိုယ်စားလှယ်လောင်းစည်ရင်နဲ့မပါလာတာဖြစ်ပါတယ်။ဒေါ်တက်တက်ခိုင်ဟာကမ္ဘောဇဘန်ကိုပေးဆောင်ရန်အကျွေးကြံရှိနေတာကြောင့်အကျွေးကိစ္စရှင်းလင်းဖို့အတွက်ကျက်သိန်း9000ကနဦးပေးချေခဲ့ပြီးအယူခံတင်ခဲ့ပေမဲ့ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။တက်ဆိုင်ရလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်၈ကကြီးမှာတော့ကိုယ်စားလှယ်လောင်းဟာ နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မတင့်လျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီပုံမှန်ဟာပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကမှလွှတ်တော်ရွေးကောက်ပွဲဥပဒေတွေကိုပြန်လည်ပြင်ဆင်ရမှာလွှတ်တော်ကိုယ်စားလှယ်လောင်းအရေးချင်းသတ်မှတ်ချက်ထဲထပ်တိုးထည့်သွင်းခဲ့တဲ့ပုံမှန်ဖြစ်ပါတယ်။အခုရွေးကောက်ပွဲမှာလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း9023ဦးမှာဥပဒေနဲ့မညီလို့ပယ်ဖျက်ခဲ့တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း86ဦးရှိတယ်လို့ကော်မရှင်ကပြောပါတယ်။တနင်္သာရီတိုင်းတွေက ထိုင်းမြန်မာကုန်သွယ်ရေးစခန်းရှိရာမောတောင်မြို့ကို KN မျိုးသားစီယုံ KNU နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနိုဝင်ဘာလ14ရက်နေ့မှာတိမ့်ပိုက်ပြီးတဲ့နောက်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့မြို့ပဝင်းကျင်တဝိုက်ကိုပြန်တန်းစောင့်ကြည့်ခဲ့တယ်လို့မြေပြင်ခြေနေသိရှိသူကပြောပါတယ်။ မောတော်ခြေဆိုင်ခြေလင်းတရင်ခလာရနှစ်နှစ်လေးကစစ်သား90ကနေ80ဝင်းကျင်ကတော့နေဆက်ဖြတ်ကျော်ပြီးထိုင်းအာနာပိုင်တွေစီလက်နက်အက်ကဝင်ရောက်သွားကြတာပါတိုက်ပွဲတွင်စစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်မျိုးရင်းကနေရာတချို့မှာတော့အပြည့်စည်တွေရှိခဲ့ပါတယ်။ထိုင်းနဲ့ KNU နယ်မြေတွေကိုစစ်ရှောင်ကြရတဲ့ဒေသခံတွေကတော့မျိုးတွေကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးပါဘူး။မျိုးကိုထိမ့်ပြီးထားတဲ့အချိန်မှာချက်ချင်းပြန်ဝင်ခိုင်းရင်လေကြောင်းရန်ရှိတယ်။ ရပ်ပိုင်းခြားတစ်ခုတော့မြို့နယ်အုပ်ချုပ်ရေးဘက်ကစောင့်ကြည့်စီစဉ်သွားမယ်လို့တည်ထားတယ်လို့မြေပြင်ခြေနေတရှိသူကဆိုပါတယ်။ KNU က35နှစ်ကြာလက်လွတ်ထားခဲ့ရတဲ့ဒီနယ်စပ်မြို့ကိုပြန်ရပြီးတဲ့နောက်မှာထိုင်းမြန်မာကုန်သွယ်ရေးကိုဆက်လက်လှုပ်ဆောင်မယ်အပိုင်းကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူး။မောတောင်တိုက်ပွဲအတွင်းကစစ်တုံးမှန်း43ဦးနဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးရမိထားပြီး KNL ရဲ့စီးပင်းစီကံအတိုင်းလှုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွင်းမှာတော်လရင်အင်အားစုတွေဘက်ကအကြဆုံးတချို့ရှိတယ်လို့လည်း KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်မှာတော့ CDM ဘုံမှုတင်လင်းအောင်ရဲ့မောတောင်တိုက်ပွဲတွင်ဖမ်းဆီးရမိခဲ့တဲ့စစ်တုံးမှန်တွေကို အမြင်မှန်ရရှိအောင်ရှင်းပြထားတဲ့ဗီဒီယိုဖိုင်ကိုဆက်လက်ကြည့်လိုက်ရအောင်။၂၀နှစ်ပေါ့နော်။၂၀နှစ်ပါကျွန်တော် CDM ဝင်နေ နေဒီပူပေါင်းပြီးတော့မှနိုင်လို့တွေကိုလိုက်ပြီးတော့မှကျွန်တော်တက်နိုင်ရင်တော့လိုက်ပြီးတော့မှဝိုင်းပြီးတော့မှလုပ်ပေးတယ်ပေါ့နော်ကျွန်တော်လုပ်ပေးနေတယ်ကျွန်တော်ကျွန်တော်တို့ဖြစ်တိုက်တဲ့ခါဖြစ်တိုက်တာရွေချက်ရှိရမှာလားဒီတော့လည်းတပွဲတွေကစစ်တိုက်တဲ့အခါမှာသူတို့မှရွေကျဲရှိတယ်။ဒါလေသူတို့လူလူတို့မျိုးဖို့နော်။တိုင်းသားတွေတိုင်းသားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးရရှိဖို့ပြီးလို့ရှိရင်စစ်မှန်သောဒီမိုကရေစီကိုရရှိဖို့အတွက် တော်လိုင်းတက်ဖွဲ့တွေရွေကျင်းတဲ့တိုင်ဝဲဝင်အခုခင်ဗျားတို့တိုင်ဝဲဝင်ရတာရွေကျင်းရှိတယ်တိလားအာရွေကျင်းရှိတယ်တိရကျွန်တော်တို့ဘဝစစ်တမ်းမှာနေပြီးတော့စစ်တိုင်းနေတာကအာရွေကျင်းကြောင့်မှလို့တိတဲ့လူရှိရင်ကျွန်တော်ပြောပြတယ်တိလားတိပါဘူးဒီနေ့လာတာထုတ်ပေးမယ်ရေသွားဆိုရင်သွားရမယ်ဟုတ်လားရေကန်ကန်ဆန်တည်းရဲ့26အောင်တန်လေးပေးပြီးတော့မှဟုတ်လားတကယ်တကယ်ဖြစ်တဲ့အခါမှာခင်ဗျားတို့အပေါ်မှာခုနကကျွန်တော်ပြောတဲ့ เนาะတန်းစီခွင်းနေကျွန်တော်တို့တက်ပတ်လန်းနေမှာခင်ဗျားတို့ဆိုင်းမုတ်တွေပြုလို့ရှိရင်160ခေလို့ရှိရင်လည်းခင်ဗျားတို့ဒီဒီဟာလေးပဲကြက်ခိုင်းနေတာဟုတ်တယ်မလားเนาะရဲဘော်စိတ်ရဲဘော်စိတ်ဆိုပါလေဆိုတာကျွန်တော်ပြောသလိုရဲဘော်ရှင်ချင်းပေါ့ဖြစ်ရှိတော့ဒီကတည်းကအယောင်းကြီးတည်းကသစ္စာဆောင်နေဘူးဒီရမယ်ဖြစ်စီเนาะခင်ဗျားတို့ဘောမှာမင်းလည်းခင်ဗျားတို့ကညစ်တာတွေရှိတာဒီမှာငါတို့တိုက်ခိုင်းရတော့ဘယ်ဟာဟိုမှာဟိုကြီးလေးကို မေးကြည့်တယ်စီကြောင်းနှိမ့်မှုမေးကြည့်တယ်တိုက်ခိုက်ရတော့မှာဘယ်လောက်ကြာကြိုတိတယ်ဆိုတော့ခဏရက်လောက်ကြာတယ်ကျွန်တော်တို့ကြိုတိနေတယ်ဒါပေမဲ့ခင်ဗျားတို့ကာကွယ်ဖို့ဆောင်ရှောက်ဖို့ခင်ဗျားတို့အသက်အိုးအိမ်စီးတယ်ကာကွယ်ဆောင်ရှောက်ဖို့အတွက်ခင်ဗျားတို့မင်းအောင်လိုက်မလုပ်ဘူးဘာမလုပ်ဘူးဒီတိုင်းမဲ့လွတ်ပေးထားလိုက်တယ်ဟုတ်တယ်မဟုတ်လားပြီးရင်ခင်ဗျားတို့ရဲ့ဒုတိယတရင်မှုကလည်းဒီတိုင်းမဲ့ဤပြာကုန်းကြာမကြောက်စောင့်နေတာဒီကောင်ကလည်းဤပြာကုန်းရှိလို့ရှိရင်ခင်ဗျားတို့ဤပြာကုန်းရဲ့ဒီ ပေမကောနှကောင်းရှိလို့ရှိရင်နီးပြာကောနဲ့ဆိုရင်နည်းနည်းခံတာတော့နှစ်ခုခံရင်တော့ခံတာတော့နီးပြာကောနဲ့ကြပြီလဲဆိုလဲဆိုတော့မလုပ်လဲငါတို့နီးပြာကောကောနေဖြစ်ချင်ရပြီငါတော့ပြေးမယ်ဆိုပြီးတော့ဒီဂိတ်ပေါက်ကနေမီတန်းအောင်ပြေးသွားတယ်ပြီးတော့ရနောင်းဘက်ကနေပြီးတော့တက်ကိုပြန်မယ်အနေထားမျိုးလေးရှိတာပေါ့နော်ငါတော့သူ့ပိုင်းဖြစ်သွားတယ်အဲ့တော့ तू ကခင်ဗျားတို့ရဲ့ဒါတင်းမှုကလက်ရှိတော့ဆိုလို့ရှိရင်နာမည်စီးရင်ရောက်တယ်ပေါ့နော်တင်းမှုကသေယုံတက်နေတယ်လို့ကြည့်ရတယ် တည်ရင်မှုမရှိပဲနဲ့ तू ခိတာတည်ရင်မှုလုံးနေတဲ့လူကသူ့အောက်ခြေရဲဘော်တွေရဲ့အတက်အဝေးစီးတယ်ငါဘလို့ကာကွယ်ရမလဲဘလို့လုံးရမလဲဆိုစီမံချက်တွေသူ့မှာမရှိဘူးเนาะသူတော်မှာကိုလိုယုံပြီးတော့ပြေးတယ်เนาะဒါနဲ့လေတလက်ပါဝိုင်းเนาะစစ်တပ်မှာဘာဖြစ်မှာတီနိုင်မေးမှာဟုတ်တယ်မလားဖိုင်ဘာထားခဲ့ဟုတ်ကဲ့ရအောင်ရှင်းပါပုံနာတဲ့ဟာတွေကသူထားခဲ့တဲ့ဟာတွေထားခဲ့ပြီးတော့မှကိုတို့ရောင်းပြီးတော့မှဖြစ်ပြေးသွားတယ်เนาะအဲ့တော့ ူတို့မရောက်နိုင်တဲ့ဒီကြိုင်းပဲခမသူ့ရဲ့အသက်သူ့ရဲ့အာဏာသူ့ရဲ့ယာလူသူ့ရဲ့စီးတိမ်နဲ့ပတ်သက်လာလို့ရှိရင်ခမတို့ကျွန်တော်တို့ကိုဘယ်တော့မှပြန်လဲမကြည့်ဘူးတော့ကျွန်တော်ကဟိုအရင်ကလေးကတီးလို့အေးစစ်စစ်ဒေါ်လာကြီးပဲကိုပြောင်းပြီးတော့မှဒေါ်လာကြီးတော့သားရင်းနဲ့အတူတူကျွန်တော်ပြောလို့ဒီဘက်ကလူတွေတိုက်တာကသူတို့မှရွယ်ချက်ရှိရင်ရွယ်ချက်ရှိရယ်နော်မောတော်တိုက်တယ်ဘာကြောင့်တိုက်လဲမောတော်ပြည်လူလူလူမျိုးဖို့အတွက်နော်ပြီးလို့ရှိရင်ဒီနေမြေမှာ ဘာလို့တော့ဘာလို့တော့သူကြိုးရလဲစစ်မှန်တဲ့တိုင်းနာကိုရရှိရမယ်ပြီးလို့ရှိရင်စစ်မှန်တဲ့လူတွေရှိရရှိဖို့အတွက်ဆိုတော့ဒီမှာရဲရင်းနဲ့ပါရင်ဘယ်လိုမှမဟုတ်ဘူးဟုတ်ပါဘူးဟုတ်ရဲရင်းများလို့ပို့ပြီးတော့မှသဘောပေါက်မှာပါနော်အဲလိုရဲနဲ့ပတ်သက်ပြီးတော့မှလည်းဘာမရောက်နိုင်ဘာလုပ်ပြီးလဲနော်တကယ်တကယ်ဖြစ်နိုင်ဘာမှတော့မပြီးဘူးဒါပေမဲ့ခင်ဗျားဒီဂိတ်ကနေပြီးတော့ဒီရဲကိုခင်ဗျားအဆန်း3000လောက် ရှာပေးနေနိုင်တော့ခင်ဗျာကာယခတိုင်းမှုကဟုတ်ရလားတို့ကနှိမ့်လေးမှနှိမ့်လေးဟုတ်လားဟုတ်လားဒီမှာတော့ကြားတဲ့ဘူးရဲဥမှာဒီရဲဥဘူးရောမှာဟာမှာတော့နိုင်ငံတကာစစ်ပွဲတွေမှာကြည့်ကြည့်ပေါ်ကားလေးပေါ်လေးသုံးမန်းမိွားလို့ရှိရင်ဘာလို့လဲကိုဘက်ကနေပြီးပါမှာအဲ့သုံးမန်းလေးပေါ်မှာတွေ့တယ်ဒီတော့ကလေကိုလူတွေကိုဘယ်လိုခရရမလဲဆိုတဲ့ဟာလေးအများကြီးစီစဉ်ပြီးတော့မှလုပ်တယ်ကျွန်တော်ဘက်ကနေပါမှာလေဟုတ်တယ်မလားကျွန်တော်စီမှာသုံးမန်းဒါတော့မှသုံးမန်းလေးမြောင်းလိုက်နေ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 ာ် ဘောလုံးပွဲမှာသွားပြီးတော့လက်ခုပ်တီးပြီးအားပေးလိုက်ဒီကျင်းမှုပါလေဟိုကိုကရည်တီးပြိုင်ပွဲတွေမှာဟိုအလုပ်လိုက်ဒါလေးပဲနော်ခင်ဗျားတို့ကျွန်တော်တို့ပုံမှာဘာတန်ရောနေမှာမရှိဘူးအဲ့တော့ခေါင်းဆောင်ကကိုယ့်ပုံမှာတန်ရောနေမရှိလို့ရှိရင်ကိုကအဲ့ဒီလူတဲ့ဖြစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေဖြစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တော့ဒီရွက်ချက်ကြီးမှန်းချက်ရှိတဲ့လူတွေနဲ့ပဲအတူတူကျွန်တော်တို့ကတော့ဖြစ်တိုက်ရပို့ပြီးတော့မှအိမ်ပဲရှိရဆိုတော့ကျွန်တော်ပြောချင်တာပါနော်အများကြီးတော့ပြောစရာရှိရဲ့နော်ဒါပေမဲ့ကျွန်တော်တို့လည်းနားထောင်ရမှာနည်းနည်း လောလောဆယ်စစ်သားဘဝနေချင်းချင်းသုံးပန်းဖြစ်လာတဲ့ခါကျတော့ခင်ဗျားတို့လည်းကျွန်တော်ပြောတဲ့ဇာတ်ကြီးနားထဲမှာကန့်လက်ဖြစ်ဖြစ်နေလိမ့်မယ်။ဒါပဲလို့ဆိုခင်ဗျားတို့ကတကယ်စစ်တမ်းမှာတကယ်တစ္ဆာခံခဲ့တဲ့လူတွေဖြစ်တယ်။ကျွန်တော်တို့ကတစ္ဆာဖောက်ခဲ့တဲ့လူတွေ။အမေပုံမှန်ကြီးတာဆရာကြီးတယောက်ပြောတဲ့ဇာတ်ကြီးကျွန်တော်နားသဘောကျတယ်နော်။သူပါပြောလဲဆိုမင်းတို့စစ်တပ်ကိုတစ္ဆာဖောက်ဝိုင်းတစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးရအောင်တစ္ဆာ ျမ်းကျိန်ခိုင်းတဲ့ကံကောင်းအောင်ဘယ်လောက်ဒီတစ္ဆာရှိနေလို့လဲတဲ့နော်ကျွန်တော်တို့ကျမ်းကျိန်ကနိုင်ငံတော်လမ်းကိုထိပြီးတော့မှကျွန်တော်တို့တသားစီဘုရားမှာဟုတ်တယ်မလားနော်နိုင်ငံတော်လမ်းကိုလက်နဲ့ထိပြီးတော့မှကျွန်တော်တို့ဆိုခဲ့တစ္ဆာကအဲ့ဒီနိုင်ငံတော်လမ်းကိုင်းပါလေဆိုတော့ကောင်းနေရတစ္ဆာမရှိရတဲ့ကျွန်တော်တို့အဲ့ဒီတစ္ဆာစူးစရာအကြောင်းကိုမရှိဘူးနော်ဒါလေးပဲကျွန်တော်ပြောချင်တယ်အဲ့တော့ဒီမှာခင်ဗျားတို့အေးအေးဆေးဆေးနေမယ်ဆိုရင်ဒီအခွက်ကြီးအကုန်လုံးအေးအေးဆေးဆေးပဲအားပါပဲဘာမှခင်ဗျားတို့လက်ပြားနဲ့လည်းမသိဘူး ကိုရာကြိတ်တာလည်းမရှိဘူးကြိုက်တာနှက်တာလည်းမရှိဘူးเนาะဒီကဒီကယူဝမှုတို့ပါတော့ဒီကပွဲတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ဆိုရင်နေခေကောင်မှာကျွန်တော်နေခေကောင်နေပြည်ပြန်လို့တာကျွန်တော်မျိုးသမီးကဒီဘုံပြင်းတက်ထဲမှာเนาะတက်ထဲကနေကျွန်တော်ညာကြီးခိုးထွက်ခိုင်းတယ်တက်မှာ၄ရက်ပွဲတွေကကျွန်တော်မျိုးသမီးရဲ့ကလေးကိုအဲ့ဒါထုတ်ပြန်ကျွန်တော်ကလေးကအဲ့တော့၁၀နှစ်ကျော်ကျော်ပေါ့အခုတော့ကြောင်းတက်နေငါးငါးရက်ရောက်ပါပြီเนาะ၁၀နှစ်ကျော်ကျော်အဲ့တော့ရအောင်ပေါ်ထုတ်ပေးပြီးတော့မှဒီ online ရဲဘော်တွေလိုက်ပြီးတော့မှပို့ပေးပြီးတော့မှကျွန်တော်တို့ လွမြောက်တဲ့နေမြေအထိလိုက်ပြီးတော့မှပို့ပေးတယ်ပေါ့နော်။ဒီကဲတက်မှလေးဘက်ကဖွဲ့လေဒါကျွန်တော်တို့နဲ့ပတ်သက်ပြီးတို့ရဲ့ကျေးဇူးတွေလည်းကျွန်တော်ပုံမှာအများကြီးရှိတယ်။အဲ့တော့ကျွန်တော်ရဲ့တက်နိုင်တဲ့ဟာတို့ဘိုင်းပြီးလုပ်ပေးရင်လည်းကျွန်တော်ဒီတက်မှလေးနေမြေလေးကိုကြောက်လာခဲ့တာပေါ့နော်။ဆိုလိုချင်တာကဘယ်လိုလဲ။ပါလဲဆိုတဲ့ဟာကိုကိုကိုဘာဖြစ်နေပြီလဲ။အာဘာဆက်လုတ်တင်လဲဆိုတဲ့ဟာကိုကိုကကိုအေးအေးဆေးဆေးစဉ်းစားပြီးတော့မှရက်တပွဲတွေကိုနိုင်တဲ့ဟာဝိုင်းပြီးတော့မှပုံကြီးနော်။အဲ့တော့ကိုကိုတိုင်းတနက်တိုင်းပြီးတော့ဝင်တိုက်ဖို့မလိုဘူး။ ဒါချင်းတချောင်းခွဲပြီးတာရေတဘုံခတ်ပြီးတာလေတော်လိုင်းကြီးကိုကူညီတာပဲနော်သမယောတစ်လုံးတည်ပြီးတာလေတော်လိုင်းကြီးကိုကူညီတာပဲအဲတော့မင်းအောင်လိုင်းဘက်ကစစ်သားကလည်းဒီသူကျွေးတာဝယ်စားတာတော်လိုင်းဘက်ကစစ်သားကလည်းဒီသူကျွေးတာဝယ်စားဒီသူကျွေးတာစားတာချင်းတူတူတော်မှာပဲကျွန်တော်တို့ကဝန်သိကရှိကြီးဒီသူကျွေးတာဝယ်စားဘဲတော်လိုင်းဘက်တော်သားတွေကိုဘဲဒီကခွေးလို့ခေါ်တာခင်ဗျားကြားဘူးလေကြားဘူးလားဒိုင်းပေါ်မှာပါခင်ဗျားရေးတာ ကြားဘူးလားတွေ့ဘူးလားခင်ဗျားတို့တွေပဲဒီခွေးရဲခွေးနဲ့ခင်ဗျားတို့တွေခေါ်ခန်းနေရတာဒီဘွားကြီးကိုဝါပြစ်ပြော်မှာနော်မင်းအောင်လိုင်းအခုရွေးကောက်ဝဲလုပ်ပြီးတော့ခင်ဗျားတာတာရလစ်သွားပါတယ်နော်စစ်တပ်ကိုတချို့နောက်တယောက်ပေးလိုက်မယ်တမဒါကိုနောက်တယောက်ခင်ကြီးဖြစ်ပြီးအခုယူနေတဲ့ကောင်တွေရှိတယ်တမဒါလှုပ်ရှင်နေအောင်အမိတနန်းနေတဲ့ကောင်တွေအဲ့ကောင်တွေကိုပေးလိုက်ပြီးတော့ तू ကအေးစေးချောင်ထွက်သွားမှာခင်ဗျားတို့ဘွားကြီးကိုတော့ကရေတုံမျောပြီးတော့ထားခဲ့မှာနော်အဲ့တော့မင်းအောင်လိုက်တွေတစ္ဆာခံနေမဲ့သား ဒီလိုဘွားမျိုးရောက်တာလည်းကောင်းတယ်လို့ပြောလို့ရတယ်เนาะဒါဘွားတစ်စစ်ချိုးပဲခင်ဗျားတို့ဒီကနေပြီးတော့ဒီကအဖွဲတွေစီတင်ပေးတဲ့ဟာနဲ့အခုခုပြန်ပြီးတော့မှတော်လိုင်းမှာပြန်ပြီးဒီခုခုလုတ်ပေးနိုင်ပါသေးလို့ဒါကျွန်တော်အနေနဲ့ကတော့ထူတောင်းတယ်ပေါ့เนาะရင်တော့ဘယ်မတူခဲ့တဲ့လူတွေခင်ဗျားတို့လည်းကျွန်တော်နေအခုကဘက်တူလူနီးပါလို့တော့ပြောလို့ရတယ်ပေါ့เนาะခင်ဗျားတို့စိတ်ဓာတ်တွေပြောင်းလဲလာမယ်ဆိုရင်တော့တော်လိုင်းအတွက်အများကြီးအကျိုးရှိမယ်လို့တော့ယုံကြည်တယ်ဟုတ်ပြီเนาะဟုတ် ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်